အားလုံးပဲမင်္ဂလာပါမန်နီယူချန်နယ်ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးသတင်းလေးတွေရှိပါတယ်ဒါကတော့ဘရူနိုဖာနန်ဒင်းနဲ့ပတ်သက်ပြီးတော့အကြောင်းရယ်ပတ်သက်ရဲ့ကိုညာနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့နောက်ဆုံးရပိုးပေါ့ဗျာအကျွန်တော်တို့ယူနိုက်တက်အသင်းနဲ့အဂျာတီမစားခင်ခြေစပွင့်တစ်ပွဲကစားတယ်ဟောင်ကောင်အသင်းနဲ့ကျွန်တော်တို့တတိယနဲ့နိုင်ခဲ့တယ်အဲ့ဒီမတိုင်ခင်မလေးရှားအသင်းနဲ့ဆိုဝင်းစီနဲ့ရှုံးခဲ့တယ်ကိုအသင်းကတော့ခြေစပွင့်မှာတပွဲကတော့ဖလာရတာပေါ့ဗျာအ ရာသီဆိုခြေစင်းမွေးတွေကလည်းပြီးပြီဆိုတော့ကျွန်တော်တို့ကစားသမားပြောင်းရွှေ့တည်နေတာကတော့တောက်လျှောက်ကိုတင်ပေးဖို့ရှိလာတာပေါ့ဗျာအားလုံးပဲမင်္ဂလာပါစားသမားတို့ရဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပထမအဦးဆုံးဒီအပြောင်းရွှေ့တည်နေပုတ်တွေကတပုတ်ဘရူနိုဖာနန်ဒီနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းဒီဟောင်ကောင်တင်းတဲ့ကစားတွေပွေးစီအပြီးမှာအမ်ရယ်ကဖာနန်ဒီနဲ့ပတ်သက်ပြီးပြောရတာရှိတယ်အဲ့ဒါကဘာလို့ဆိုရင်ဘရူနိုဖာနန်ဒီကိုဒီဆော်ဒီလဲအတင်းအေးလာတင်းကကဲလဲထားတဲ့အပေါ်မှာခင်ဗျားဘယ်လိုမြင်လဲပေါ့ ကစားသမားဖြစ်သူအနေနဲ့ဒီပွဲကနောက်ဆုံးပွဲလာပေါ့ဟောင်ကောင်တင်တဲ့ပွဲစီဆိုပြီးတော့အမ်ရဲကိုမေးလာတယ်အမ်ရဲကပေါ့ဗျာဒါကဘလူးနိုဖာတယ်နဲ့ပတ်သက်ပြီးတော့သူချင်းချင်းလေးပြောထားခဲ့တယ်ဒါကဘာလို့ဆိုရင်ကျွန်တော်တို့မေဆောင်နေတဲ့အတင်းရင်အတင်းကောင်းဆုံးဘလူးနိုဖာနေတဲ့အားဆိုရင်မြည်သူတို့အခါမှာအတင်းကနေထွက်ကုန်မှရှိသလိုဒီကစားသမားကိုကျွန်တော်တို့ရောင်းချမှာမဟုတ်ဘူးပြီးလို့ရှိရင်ကစားသမားဖြစ်သူကလည်းယူနေတဲ့အတင်းမှာဆက်နေဖို့ရှိတယ်ဆိုပြီးတော့အမ်ရဲကပြောရတယ်ဆိုတော့ ုလည်းပြောတာကတော့တီတီကြီးမဟုတ်ပါဘူးဘလူးနိုပါနယ်တနဲ့ပတ်သက်ပြီးတော့ဖြည့်တင်းမေးခွန်းနေတိုင်းမှာဆိုရင်အဘလူးနိုပါနယ်ကအသင်းမှာဆက်ရှိဖို့ရှိနေတဲ့ကစားသမားဖြစ်သူကအသင်းကိုပြပြထားပြီးတော့ထုတ်ခေါ်တော့မှာမဟုတ်ဘူးအဲ့လိုမျိုးတွေပြောတယ်အဘလူးနိုပါနယ်ရဲ့ကိုယ်တိုင်ကလည်းအဲ့လိုမျိုးတွေသူ ဖြည့်ဆိုထားတာရှိတဲ့အတွက်အမ်ရယ်နဲ့ဘလူးနိုပါနယ်နဲ့ကြားမှာနေပြနဲ့ကစားသမားကြားမှာဘာပရက်ရှာမှမရှိဘူးဘာပြဿနာမှမရှိဘူးအကုန်လုံးအဆင်ပြေနေတယ် တခုစဉ်းစားမှာကျွန်တော်တို့ဒီအသေးဖက်ကပေါ့ဗျာလက်ရှိကျွန်တော်တို့မေဆာအောင်နဲ့အသေးရေကစားသမဘူနူဖန်နေတဲ့ကိုအေလာအသင်ကပေါက်သက်တရားကျုံနဲ့ပြောင်းချွေခြင်းစိတ်ရှိတီမြန်မာစုံနဲ့ကဲလဲထားတဲ့ကစားသမဖြစ်သူရဲ့တပဲလောက်ခါလာစာပေါက်9သိန်းအထိကိုမဲလုံးပေးပြီးတော့ကဲလဲထားတယ်တူတော်ညာလဲဘူနူဖန်နေတဲ့ကအဲ့ဒီကဲလဲချက်ကိုညှိစင်ထားတဲ့အသေးမှာဆင်းနေမယ်ဆိုပြီးတော့သူပြောထားတယ်အာတချို့တတိယနေ့မှာတော့ဘူနူဖန်နေတဲ့ကအေလာအသင်ရဲ့ ဟိုကဲလေးမျိုးကိုစဉ်းစားနေနေဘာကြတာလကားပေါ့ဗျာအဲ့လိုမျိုးတွေဟိုတတိနေတက်လာတာရှိတယ်တိုးတော့ညာလဲကစားသမားဖြစ်သူနဲ့နေပြကြမှာတော့လုံအောင်အဆင်ပြေနေပြီဒါကြောင့်မန်စတာဝန်နဲ့အသင်းရဲ့အနာဂတ်မှာဘရူနိုဖာနီနဲ့ကဆက်ချီမီသဘောတော့တွေ့နေတာပေါ့ဗျာတို့ဘရူနိုဖာနီနဲ့အခင်ကနေတော့ကျွန်တော်ခဏထားလဲဟိုလက်ရှိကျွန်တော်မန်စတာဝန်နဲ့အသင်းနဲ့လုံအောင်ဟောဖြစ်နေတဲ့ပြလို့ချင်းယူနိုက်တက်အသင်းကိုအမေရိကန်ပြောင်းဖြိုးဖို့100%နှိစင်းနေတဲ့မတိရဲ့ကွန်ညာနဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင် ဒါကပါလေဆိုရင်ကျွန်တော်တို့မက်ဆာအောင်နေတဲ့အသင်းစီကိုပေါ့ဗျာဟူပါတဲ့တိတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့မတည့်ရဲ့ကိုညာကဖိဝီကိုဖြစ်တာနဲ့နောက်ပိုင်းမှာအသင်းနဲ့အတူတူစစ်စစ်ဖို့တဲ့ဒီနေ့တနင်္ဂနွေတွေ့မို့မနေ့ပြတနင်္ဂနွေနေ့နောက်ဆုံးထားပြီးတော့ရောက်ရှိလာဖို့ရှိတယ်ဆိုပြီးတော့တတိယခိုင်မှာဆိုတော့ကျွန်တော်ထွက်ပေါ်လာတာရှိတယ်တကယ်လို့မပေါ့ဗျာကျွန်တော်မေဆာအောင်နည်းနည်းတင်နေတဲ့ဒီနေ့စစ်စစ်မှုပြီးလို့ရှိရင်တော့ option နဲ့ကြည်ညာဖို့ရှိသလို အဲ့လိုပဲမဟုတ်ဘူးဆိုရင်မနေ့ပြန်မနေ့စောစောနေ့လေးပိုင်းလုံးမှာတရင်ဝင် option နေနဲ့ကျွန်တော်ကြင်ညာဖို့ရှိတယ်ဆိုပြီးတော့လုံးဝအမေကန်ကျွန်တော်ထွက်ပေါ်လာတယ်ဆိုတော့ဒါက United ပြည်သက်တွေရောအတင်းအတွက်ကိုတကိကိုအာရကျင်နေစားတည်ကောင်းလို့ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့တိုက်စီပိုင်းမှာကစားသမားခေါ်ဖို့အတွက်ပြင်ပထားနေတဲ့ကစားသမားနှစ်ယောက်ရှိတယ်ဟို EC ဒီတိုက်စီကစားသမားတစ်ယောက်ဖြစ်တဲ့ဒီလေးကိုကျွန်တော်တို့ခေါ်ဖို့ကတော့အင်မတန်အားနည်းမှုရှိတယ်ဒါကလည်း ဟိုချက်စီရဲ့တင်ဖက်ကလုံးဝခြေလက်နဲ့တွန့်နေတယ်ပြီးလို့ကြည့်ချက်ပြဲလေးလေးသူတို့တင်ကဝင်ဖို့ဖြစ်တဲ့အတွက်အဒီလက်ကိုခေါ်ဖို့အားနေခဲ့တာဒါပေမဲ့လို့ဥပါဒေတိတိုက်စစ်ကစားသမားတယောက်ဖြစ်စေမတည့်ရဲ့ကိုညာကိုကြတော့ကျွန်တော်အမေကယ်ဆုရဖို့ရှိနေတယ်ပြီးလို့ကြည့်ဟူဝီကိုလေးဖြစ်ကြတယ်ဆိုတော့ကျွန်တော်ထင်ပါတယ်ဒီနေ့ညတကောင်လုံးမှာကစားသမားဖြစ်သူစစ်စစ်မဲ့စာရွက်စာတဲ့အကုန်လုံးပြီးပြီဆိုတာနဲ့ official ကျွန်တော်တို့ယူနိုက်တက်အသေးဘက်ကကြင်ညာမယ်ပြီးလို့ကြည့်ဥပါဒေတိအသေးဘက်က ကြေညာဝရှိတယ်။ကစားသမားဖြစ်သူရဲ့တန်ကြီးကပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်လျှောက်စင်းနေတဲ့သမား၅သက်ဆိုပြီးတော့တန်ကြီးတက်မှတ်ထားတယ်။အဲ့ဒီလျှောက်စင်းနေတဲ့သမား၅သက်ကိုယူနိုက်တက်အသင်းကတခါတည်းအပြီးပေးစရာမလိုဘူး။နှစ်နှစ်ဆဲရမှာဖြစ်တယ်။အဲ့ဒီနှစ်နှစ်မှလည်း၃ကြီးခွဲဆဲရမယ်။ကစားသမားဖြစ်သူကိုစာချုပ်တက်တဲ့၅နှစ်နဲ့ခေါ်ခဲ့တာ။အဲ့ဒီ၅နှစ်ပြီလို့ရှိရင်ထက်ဆောင်တစ်နှစ်ပါတက်တဲ့တိုးနိုင်ရင်ရှိတယ်ဆိုပြီးတော့လည်းကျွန်တော်တွေ့ရှိထားရတယ်။ကစားသမားဖြစ်သူမန်ချက်စတာယူနိုက်တက်အသင်းကိုရောက်ပြီဆိုရင် လာစာအနေနဲ့တပည့်ကိုအနည်းဆုံးပေါင်3သိန်း2000ကနေ2သိန်းအထိကိုရရှိဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တွေးထားရတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့ယူနေတဲ့အတင်းကြမှာတော့တိတ်ပြီးတော့ထူ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 ပြောစရာတော့မလိုတော့ဘူးပြီးကြတဲ့ရပိုင်တိုးတွေမှာလည်းကစားသမားဖြစ်သူနဲ့အလုံးစုံလေးကျွန်တော်တို့ကိစ္စတွေကပြီးစီးနေပြီအခုလေဒီနေ့မှထွက်ပေါ်လာတဲ့အနေအထားမှာဆိုရင်ကစားသမားဖြစ်သူကမန်ချက်စတာမြို့ကိုဒီနေ့ ဟိုစစ်စစ်ကိုရောက်လာမယ်ကိုလုံးစာဝတ်စတဲ့ကိစ္စပြပြဆိုတာနဲ့အဲလမဲထိုးမယ်ပြီးလို့ရှိရင် positive ဘာတွေ negative ဘာတွေရိုက်မယ်အသင်းကနေ option ကျင်တာမယ်ဟိုဘာတွေအသင်းဘက်ကလည်း option ကျင်တာမယ်ဆိုတော့ထပ်ပြီးတော့ပြောစရာတော့မလိုတော့ဘူး သူတည်ငါ option နေနဲ့ဘယ်လောက်ချက်လာမလဲဆိုတာရပိုင်းမို့ရနိုင်ပိုင်းတိုးတိုးနေလောက်မှကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာအခုကျွန်တော်ဗီဒီယိုတင်ဆက်နေတဲ့အချိန်မှာခရေကနေဘာမှတော့တည်င်းတက်မလာသေးဘူးတိုးတော်ညာလဲရသကောင်လောက်မှဖြစ်ဖြစ်မနေ့ပြန်လောက်မှဖြစ်ဖြစ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ option ကျွန်တော်အတင်းကနေတင်ကိုထုတ်ပေါ်လာလို့ရှိတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘလို့ထင်မြင်ရှိလဲ United အတင်းကိုရောက်လာဖို့အတွက်စစ်စစ်ဖို့အတွက်ဒီကနေ့ရောက်လာမလားမနေ့ပြန်ရောက်လာမလား အသင်းဘက်ကတော့ကျွန်တော်ကြင်ညာဖို့ရေဒီကတော့ရှိနေတယ်။လောလောဆယ်ကတော့ကျွန်တော်တတင်းတွေကတော့တက်မလာသေးဘူး။ဆိုတော့စာသမားတွေဆွေးနွေးပေးကြပါအောင်။ကျွန်တော်ဒီဘရူနိုဖာနေတင်နဲ့ပတ်သက်ပြီးတော့တတင်းကိုဆရာလို့ရှိရင်တော့ကိုသင်ကားမို့ဗျာအမေတိုင်းပြောလို့ရှိရင်ဘရူနိုဖာနေတင်အနာကကအသင်းလက်ထက်မှာပဲရှိလို့ကျွန်တော်ယူဆတယ်။ကျွန်တော်စောစောပြောသလိုပါပဲကစားသမားဖြစ်သူကလည်းယူနေတဲ့အသင်းမှာဆင်နေဖို့ရှိတယ်။တကယ်လို့သူ့ကိုရေရှည်ပလဲထဲမှာမပါဝင်တော့ဘူး။သင်ကမလိုအပ်ဘူး။ အတင်းကနေပြီးတော့ဒီကစားသမားဖြစ်သူရောင်ရှာမအစဉ်ပြင်းပြင်းဆိုမှသာကစားသမားဖြစ်သူကဟိုအတင်းကနေထွက်ခေါ်ဖို့ရှိနေတယ်အဲ့လိုပြမဟုတ်ဘူးဆိုရင်တော့အတင်းကနေထွက်ခေါ်ဖို့အစီအစဉ်မရှိဘူးဆိုပြီးတော့သူကပြောထားတယ်အမ်ဝရယ်ကလည်းဘရူနိုဖာနေတဲ့ကိုမြင်သွတ်တော့အခါမှာရောင်ရှာလိမ့်မယ်မဟုတ်ဘူးတခုတော့ရှိတယ်ပေါ့ဗျာသူရဲ့အနာကက်ကဘလို့လာမလဲတော့မသိဘူးအမ်ရယ်ကဒီလိုမျိုးပြောတယ်သူ့တော်ညာလည်း ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ရှင်းပါတယ်ကစားသမားဖြစ်သူအသင်းမှာဆင်နေဖို့ဆန္ဒရှိတယ်မန်စတာနဲ့အသင်းကထုတ်ပေါ်ဖို့ကငွေချစ်တစ်ခုလေးကြောင့်မဟုတ်ဘူးဆိုပြီးတော့သူပြောရတယ်ဆိုတော့ဘရူနိုဖာနေတဲ့ကတော့နေပြားနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့လို့အသေးပိုက်ရှင်ရဲ့အခက်ခဏဘယ်လိုလာမျိုးစောင့်ကြည့်ရမှာအတခုတော့ရှိတာပေါ့ဗျာကျွန်တော်တို့အသေးမှာဆိုရင်ထွက်ခေါ်ရနိုင်တဲ့ရှိတဲ့ကစားသမားတွေရှိတယ်၄၅ယောက်ရှိတယ်အငှားရှာတဲ့ကစားသမားတွေဖြစ်တဲ့ဂျီဒန်ဆယ်ဂျိုမာကက်ရစ်ဘိုမာလာစီယာအန်တိုနီဆယ်တော့ ဟုတ်တယ်မလားနောက်ထပ်ရှိနေတဲ့ကစားသမားတွေမှာဆိုကက်ဆီမီရိုတို့ရက်ရှမဲဝိုင်လဲတို့စသည့်ကစားသမားတွေအများကြီးရှိတယ်ဘရူနိုဖာနန်ဒက်တယောက်ကိုရောင်းရှာမယ်ဆိုရင်ကျန်တဲ့ကစားသမား၄-၅ယောက်နဲ့ညီမျှတယ်အကုန်လုံးကတဲ30တဲ40အဲ့လိုမျိုးတွေရှိတဲ့အတွက်ချင်းချင်းလေးပဲဟုတ်တယ်မလားတကယ်လို့ဘရူနိုဖာနန်ဒက်အသင်းအစီအစဉ်အသင်းပလဲထဲမှာဆက်ရှိမယ်ဆိုရင်အသင်းကနေဒီကစားသမားဖြစ်သူကထုတ်ကောက်မှာမဟုတ်ဘူးဒီမှာဆက်နေဖို့ဇေတာရှိမယ်ကျွန်တော်ပြည့်တဲ့အတွက်ကလေးပြောဗျာ ဘရူနိုဖာနီဒေးကိုရောက်ရှာမယ်ဆိုရင်ဘရူနိုဖာနီဒေးရဲ့နေရာမှာဘသူကိုစားထုတ်မလဲအဲ့ဒီနေဗတဲရိုတို့ဖန်တီမှုကောင်းတဲ့နေရာတွေမှာဘရူနိုဖာနီဒေးလောက်ကြက်ခံမှုပြေဝပြီးတော့တရာတင်နီနီတရာကြီးကြီးမားမားအင်ဂျူရီပြဿနာမရှိပဲကြက်ခံနေတဲ့ပလေယာခင်ဗျားတို့မြင်ဘူးလားကျွန်တော်ကတော့မထင်ပါဘူးဒါကိုကစားသမားကိုဖြစ်လို့ဟိုပြောတာမဟုတ်ဘူးနော်တကယ်လေးပဲဘရူနိုဖာနီဒေးအနေနဲ့အတိတ်တစ်ခုလို့ရှိမှသူရဲ့ကျောဆောင်ရေးကတကယ်ကိုပြနေတယ်ဆိုတော့ ကျွန်တော်ဖက်စလီတီအမီပြောရလို့ရှိရင်တော့ရက်ရှ်ဘောတို့ဂျီနေဆန်တို့အက်တနီဆန်တို့အဲ့ဒီကစားသမားတွေကိုမင်းရောင်းချပလိုက်ဟုတ်တယ်မလားဒီကောင်တွေကအသင်းရဲ့အနာဂတ်စီမံကိန်းပလန်လေးမှာကိုပါဝင်လို့တော့မဟုတ်ဘူးအခုလက်ရှိဘရူနိုဖာနန်ဒက်အနေနဲ့အမ်ပိုလိုပြောသူလိုပါပဲအသင်းမှာကလုံးဝလိုအပ်နေပလေယာတစ်ယောက်ဖြစ်တယ်ဘလောက်ပဲဒီကစားသမားဖြစ်သူကိုရောင်းချမယ်လို့တတိယနဲ့ထွက်တော့နေပြီဆိုတော့ညာလဲတကယ်တည်းကြပြတော့လဲကျွန်တော်ရောင်းချလို့မရတဲ့အနေအထားတွေကျွန်တော်ရှိတယ် အေမူရဲတဲ့ကစားသမားဖြစ်သူကြမှာတော့လုံးဝအစီပြင်းနေပြီကစားသမားဖြစ်သူကိုဘလို့အကြောင်းကြောင်းနဲ့များအတင်းကနေထွက်ကုန်မှုမရှိဘူးသူကလည်းဘလို့ဖာနေတဲ့ကိုအတင်းမှာဆက်ရှိစေရှိနေဖာနေတဲ့ကလည်းအတင်းမှာရှိဖို့အတွက်သူကလုံးဝကိုအခိုင်အမာပြောထားတယ်ဆိုတော့တကူးပဲစဉ်းစားရမှာဒါကအတင်းအနေနဲ့ပေါ့ဗျာ ။ငါတို့ကတော့ဗျာမင်းကိုဒီအတင်းရေရှက်စီမင်းငင်းတိမှာတော့ငါတို့ထိလို့အဆင်မပြေတော့ဘူးတက်ကလေး30ကျော်နေပြီ။မင်းကလည်းငွေကြီးပိုင်းအရာမှဆိုရင်တကိကိုပြောင်းရှင်းနိုင်လောက်တဲ့ပမာဏဖြစ်တဲ့အတွက်မင်းအတွက်လည်းကောင်းတယ်ငါတို့အတွက်လည်းကောင်းတယ်ဒါကြောင့်မင်းအတင်းကလည်းထွက်ခေါ်အဲ့လိုမျိုးပြောမှသာဖန်နေတဲ့ကအတင်းကလည်းထွက်ခေါ်မှာ။အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့အတင်းမှာဆက်နေဖို့ရှိတယ်။စာသမားတို့စဉ်းစားကြည့်ဘရူနိုဖာနေတဲ့အနေနဲ့ပြောင်းရွှေ့ခြင်းပုံသက်တရားကျွန်တော်ရှိတယ်အန်တိုနီဆဲလိုတဲ့ကျွန်တော်ဆယ်ချီရှိုးသွောနိုင်တယ် အဲဒီလားတင်ကခေါ်မှာပြီးလို့ရှိရင်ဒီကစားသမားဖြစ်သူရဲ့တပက်ကိုပေါင်ကား9တိန်းလောက်ရှိတယ်ယူနေတဲ့အသိမှာရရှိနေတာ2တိန်းခွဲကနေ3တိန်းရှိတယ်ဆိုတော့ငွေကြေးပါရရကြည်အောင်လို့ရှိရင်ဖာနေတဲ့ကလုံးဝကိုပြောင်းချွေးနိုင်လို့ဒီအနေထားတိုးတော်ညာလဲအခုယူနေတဲ့အသိစုပ်ပြည့်နေတဲ့အနေထားတစ်ခုပြီးလို့ရှိရင်သူဘယ်လောက်ထိအရေးပါလဲယူနေတဲ့အသိမှာဒါတွေကိုစဉ်းစားပြီးတော့အမ်ဝရကလည်းထောက်ကယ်နေတဲ့အနေထားတစ်ခုမှဆိုရင်တော့ ဘလို့မှငွေကြေးတစ်ခုတည်းမဟုတ်ဘူးဆိုရင်ပြောင်းရွှေ့ဖို့လုံးဝမရှိဘူးအခုလေးဖန်နေတဲ့အနေနဲ့မန်ဆာဝင်တဲ့တိုင်းမှာ3သိန်းရောရနေတယ်ဟုတ်တယ်မလားတကယ်လို့အေလာသိကိုပြောင်းရွှေ့မယ်ဆိုရင်သူကငွေကြေးရမယ်ဒါပေမဲ့လို့အောင်မီမူကတော့အခုလက်ရှိကျွန်တော်ဥရောပလိမ့်မှာဆိုရင်ပရီးမီးယားလိမ့်တော့ချန်ပီယံလိမ့်တော့စားတဲ့ကလေးပြိုင်ပွဲတွေလောက်အောင်မီမူတော့ဖေးရမလဲဒါပဲရှိတာဆိုတော့အာဘရူနိုဖန်နေတဲ့ကတော့ဗျာရှင်းပါတယ်ယူနိုက်တက်တင်းကနေထွက်မကောက်ရှင်ဘူးအနာကဲပလေတဲ့မှာမပါဝင်ဘူးဆိုတော့ထွက်ကုန်မယ် အမွဲကလည်းဘလူးလိုဖန်တဲ့ကအတင်းကနေထုတ်ခေါ်ဖို့အတွက်ဘတော်ကမှသူပြောလေးပြောတာမရှိဘူးအတင်းအစီမကဲတဲ့မှာသူကရှိနေတယ်ဆိုတော့နောက်ဆုံးကြော်တော့အဒီကုန်းချုပ်ပြောလို့ရှိဘလူးလိုဖန်တဲ့ကမန်ချစ်စတာနဲ့တဲ့အတင်းမှာနောက်ထပ်ကြယ်ရှိဖို့ကစားသမားဖြစ်တယ်ဆိုတော့ဒီကလို့နေတဲ့ဒီဘလူးလိုဖန်တဲ့နဲ့ပတ်သက်ပြီးတော့ဘလူးထင်မကျက်ရှိလေတကယ်ပဲမန်ချစ်စတာနဲ့တဲ့အတင်းရဲ့အနာဂတ်စီမံကိန်းပလန်လေးမှာဒီကစားသမားကပါဝင်နေမလားအတင်းကနေပြီးတော့ဒါတွေကိုကြည့်ပြီးတော့ စတာဘိုဒီဖြစ်မလားဆိုတာနောက်ထပ် report လာတဲ့ညချတခုကျွန်တော်စောင့်ကြည့်ရမယ်အထူးသဖြင့်မတည့်ရဲ့ကွန်ညာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်ညတကောင်ဖြစ်ဖြစ်ညပိုင်းလောက်ဖြစ်ဖြစ်မနေ့ပြန်လောက်မှဖြစ်ဖြစ်ကျွန်တော် official နဲ့တရားဖို့ရှိတယ်ဆိုတော့စာသမားတွေညကတို့ဘလို့မြင်လဲဆွေးနွေးပေးကြပါဦးဒီစာသမားတယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ယူနေတဲ့အသင်ကမတည့်ရဲ့ကွန်ညာကိုအမေကယ်ဆုံး100%ကျွန်တော်တို့ပိုင်ဆိုင်တော့မလားဘလူးနိုဖာနေနဲ့အသင်ကလည်းထုတ်ကောင်းမလားသူတွေမလို့ရှိရင်အမွေထောက်ကဲ့နေတယ်ဆိုပေမဲ့လို့အသင်ကနေငွေရှာဖို့တကူတွေနဲ့ရောင်းရှာမလားဆိုတာ ဒီကူရိုရဲ့အမည်လေးကိုဆွေးနွေးပေးခဲ့ကြပါဦးအခုတော့လောကျွန်တော်က wifi ကလည်း internet line နဲ့အဆင်မပြေဘူးဖြစ်တဲ့ဒါကြောင့်တတိယလေးကိုခက်ဆစ်ဆစ်ပဲတင်အားချင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အားလုံးကိုကျွန်တော်တောင်းဝေပါတယ်ဒီလိုလေးကတော့ဒီလောက်ပါပဲ Manchester United ပြည်သူတို့ရောက်ရှိတဲ့အားလုံးအဆင်ပြေပျော်ရှင်နိုင်တဲ့အပိုင်းကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ် like and subscribe လေးတွေမလိုအပ်သေး like and subscribe လေးနဲ့ notification ကောင်းလေးကိုတီးထားပြီးတော့ United အသင်းနဲ့ပတ်သက်ပြီးတော့တတိယလေးကိုမလိုတဲ့ချစ်ချူးစောင့်ပေးကြဖို့ကျွန်တော်တောင်းဆိုရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲ okay ပါ आलो चेवा एक व्यू से आलू आलो वे चीजी निया